ကဲဟုတ်ပြီတော့ဆရာတို့နောက် idea လေးကိုဆက်ပြီးလေ့လာကြည့်မယ်အဲ့တော့ခေါင်းစဉ်က technique for sum counting problem မှာနောက်ခေါင်းစဉ်အသေးလေးရပါတယ်ဆိုတော့ counting the success of the finals အဲ့ဒါနာမည်မှာဝတ်ရှင်းပါတယ်အဲ့တော့ဆရာတို့ကဆရာတို့တိကျတဲ့เนาะအစုဝင်ရေအတွက်ပါတဲ့အစုတစ်ခုရှိမယ်အဲ့အစုတွေကနေပြီးတော့အစုဝင်ရေတဲ့ထူစိတ်ကြိုက်ဆရာတို့ရွေးချယ်ပြီးတော့အစုပိုင်းလေးတွေဆရာတို့လောက်အဲ့လိုအစုပိုင်းလေးတွေလောက်တဲ့နောက်လောက်လိုက်ရေအစုပိုင်းရေအတွက်ဘယ်နှခုရမလဲလို့ဆရာတို့ပြောတာဒါဆရာတို့စနေဟောင်းเนาะစနေဟောင်းတော့ဆရာတို့ စုတွေနဲ့ပတ်သက်ပြီးတော့ဆရာတို့က great great time မှာဆရာတို့တင်ခဲ့တယ်เนาะ၉ရက်မှာဆရာတို့တင်ခဲ့တဲ့ဟာလေးရှိပါတယ်အဲ့ဒါမှာဆရာတို့ကเนาะအစုတွေနဲ့ပတ်သက်ပြီးတော့အစုရည်ရွယ်ရှိတယ်ဆိုရင်အစုပိုင်းဒီအစုပိုင်းတွေကိုပေါ်ထုတ်တဲ့အခါမှာကျဲတလုံးတလုံးနဲ့တောင်းတာရှိတယ်နှလုံးတောင်းတာရှိတယ်သုံးလုံးတောင်းတာရှိတယ်လေးလုံးတောင်းတာရှိတယ်စသဖြင့်အကုန်လုံးတောင်းတာရှိတယ်တလုံးမှမပါဘဲနဲ့ အစုကိုဖန်တီးတာရှိတယ် MP set ပေါ့နော်ဒါဆိုဒီအစုဝင်တွေရဲ့အရေးအတွက်ကိုလိုချင်ရင်ဆရာတို့ကအစုဝင်အရေးအတွက်ကိုရေးတွက်ပြီးတော့2 power နှစ်ပေါ်မှာ power တင်လိုက်ရင်အစုဝင်အရေးအတွက်ရအဲဒါဆရာတို့ကအရင်တော့စနေဟောင်းမှာသင်ခဲ့တာနော်ဒီမှာလည်းဒီသဘောတရားလေးပါပဲဒါပေမဲ့ဒါကိုဆရာတို့က combination လို့ permutation လို့ပဲကတော့မှာဖြစ်ပါတယ်အဲ့တော့ consider a set x အဲ့တော့အစုတစ်ခုရှိတယ် x ဆိုတဲ့အစုတစ်ခုရှိတယ်အဲ့မှာ elements 5ခုပါ a b c d e ဆိုအစုဝင်5ခုပါတယ် find the number of all the subset of x ့ x ကဲဆရာတို့ subset ပေါ့နော် subset ကိုဒီထဲကနေအစုလေးတွေပိုင်း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 ပြီးတော့ဆရာတို့အဲဘယ်လိုဘယ်နှစ်ခုလုပ်လို့ရတယ်ဒီလိုပြောချင်တာအဲ့တော့အတိပယ်ဘာနဲ့သဘောတရားတူတယ်ဆိုဥငါဆိုကြပါစို့ဆရာလက်ထက်မှာတတလေးထဲမှာအယုတ်၅ခုရှိတယ်ဆိုကြပါနော်အယုတ်၅ခုအဲ့အယုတ်၅ခုကိုဆရာတို့ကဒီထဲကနေအယုတ်၅ခုလို့ဆရာတို့မတူပါမဖြစ်ပဲအထုပ်လေးပြန်ထုတ်ကြည့်အောင်နော်အယုတ်၅ခုကြပါတော့တိမမဟုတ် ABCDE ဆိုတော့မဟုတ်၅ခုရှိတယ်အဲ့တော့အထုပ်လေးပြန်ထုတ်မယ်ဆိုရင်ဘယ်လိုထုတ်လို့ရတယ် အဲ A ပါတဲ့တထုပ် B ပါတဲ့တထုပ် C ပါတဲ့တထုပ် D ပါတဲ့တခုချင်းစီပါတဲ့အထုပ်တွေထုတ်ရတယ်။နှစ်ခုစီပါတဲ့အထုပ်လည်းရတယ်။သုံးခုစီပါတဲ့ထုပ်လည်းလေးခုစီပါတဲ့အထုပ်လည်းရတယ်။ငါးခုစီပါတဲ့အထုပ်လည်းရစသဖြင့်ပြီးတော့ရင်ဆရာဘာဘာလို့လုပ်ရသေးလဲ။လုံးဝဆရာတို့ဘာလဲဆိုတော့မပါတဲ့အထုပ်လည်းထုတ်လို့ရနော်။အဒီလိုသဘောမျိုးပဲတော့အဲ့တော့ထုတ်တဲ့အခါမှာဆရာတို့ကဆရာတို့ဒီလန်ပေါင်းဘယ်နဲ့ခုနဲ့ဒီထဲရနေပြီးတော့အစုပိုင်းလေးတွေပြန်ခွဲထုတ်လို့ရတယ်အဲတောင်းလေးလား။လေလာတော့ကေပရမောင်ဆုံးရှူတော့ကတော့ဆရာကကိုကွန်မိုင်းနေရှင်းတို့ပါမပြည့်တင်လို့အဲရှူတော့အသွားကြည့်အောင် ဒါဆိုရင်ဆရာတို့ဘာလုပ်လို့ရလဲဆိုတော့ကွန်မိုင်းဒီမှာကျတော့ဆရာတို့ဘဲကောင်ပါရင်ပြီးရောဘဲကောင်အရင်လာမှမရှိတဲ့အတွက်ဆရာတို့ကဒီကောင်ဒီဆရာတို့ order အရင်မကြည့်ဘူးပါရင်ပြီးရောဆိုကြစကွန်မိုင်းနေရှင်းဖြစ်သွားတာပေါ့နော်ဆရာတို့ဒါဆိုပရမောဆိုဘာလုပ်လို့ရလဲတော်တစ်ခုမှ ABCDE တဲ့တစ်ခုမှမပါဘဲနဲ့ဆရာတို့ဘာလုပ်လဲဆရာတို့ရွေးချယ်လို့ရဒါဆိုဆရာတို့ကစုစုပေါင်း၅ခုတည်းကနေပြီးတော့တစ်ခါယူရင်ဘယ်နှခုယူမှာလဲ တခါယူဘယ်နှခုယူပြီးထုတ်မှာလဲအစုလုံးမှာလဲအစုပိုင်းလေးလုံးမှာလဲဆိုတော့မိကုံမျိုးဖြစ်သွားတယ်အဲ့တော့ဆရာတို့ရွေးချယ်ပြီးထုတ်မယ်အရေးအတွက်ဒီအဲ့အာနေဘယ်နဲ့ဘယ်ကြမှာရှိမလဲ0တခုမှမယူတာလဲဖြစ်နိုင်တယ်တခုယူမယ်နှစ်ခုယူမယ်သုံးခုမယ်လေးခု၅ခုယူမယ်ဒါဆိုရင်ဆရာတို့ရွေးချယ်ယူမယ်အရေးအတွက်ဒီဆရာတို့ပါလဲတုံညာနဲ့၅ကြမှာရှိဒါဆိုရင်အဲ့အာကိုဆရာတို့ရေးမယ်ဆိုရင်ကဲပထမဆုံးပါလုံးပါလဲ element ကဒါဆိုရင် recorded as a combination of five element taken are at a time အဲ့တော့ဒီ၅ခုတည်းကတစ်ချိန်ကိုဆရာတို့ကအရေးအတွက်အာယူတယ်အာဒီမျိုးဆိုဖြစ်နိုင်တယ်။၃ညတစ်ခုမှမယူဘူး။၁တစ်ခုပဲယူမယ်။၂နှစ်ခုယူမယ်။၃သုံးခုယူမယ်။၄လေးခုယူမယ်။၅၅ခုယူဒီလိုအကုန်ဖြစ်နိုင်တယ်။ဆိုတော့အဲ့ဖြစ်နိုင်ခြေရှိတဲ့ဟာကိုတွက်မယ်ဆိုရင်ကဲဆရာတို့ဘာလုပ်မလဲ။နံပါတ်၁ဒါဒီ5 CR နော်5 CR ဖြစ်သွားပြီ။အဲ့တော့5 CR ဆိုတော့ဒီကောင်အာကတန်ဖို့ကဒါ general ပြလိုက်တာ5 CR ဟုတ်ပြီ။ တခါယူရင်အာရီအတွက်ငါးခုတည်းအာရီတည်းယူမယ်ဒီလိုပြောချင်တာဒါအာရီတည်းဘာဖြစ်နိုင်လဲ၃ညတက်နေ၃နေငါအကုန်ဖြစ်နိုင်ဒါကြောင့်သူတမျိုးချင်းစဉ်းစားမယ်ဆိုရင် find the additional press ဆိုတော့တမျိုးချင်းစဉ်းစားမယ်ဆိုရင်၃ညယူမယ်ဆိုရင် 5C0 ပေါ့ဒါတော့တော့မပြူတစ်လုံးယူရင် 5C1 နှလုံးယူရင် 5C2 သုံးလုံးယူရင် 5C3 လေးလုံးယူရင် 5C4 ငါးလုံးယူရင် 5C5 ဒါပေမဲ့ case တွေက disjoint ဖြစ် join ဖြစ်တော့အကောင့်တွေတန်ဖို့အားလုံးစုပေါင်းသိကြပါလို့ပြန်ပေါင်းပေးရ။ဒါဆိုရင်ဆရာတော်ကသူ့ရေးမယ်ဆိုရင်ဒီလိုရေးလို့ရတယ်။ 5C0 5C1 5C2 5C3 5C4 5C5 ဒီအားလုံးပေါင်းတာအဲဒါက combination shootout တွေကျွန်တော်စဉ်းစားလိုက်တာနော် okay နောက်ကျွန်တော်တို့ကစဉ်းစားကြည့်အောင်အဲ့တော့နောက်ကျွန်တော်တို့ကစဉ်းစားထားရဆိုဆရာဒီမှာစာအုပ်တွေအား textbook တွေရပဲဆရာတို့ကဒီပုံလေးကိုပဲဒီမှာထည့်လိုက်ပါတယ်ဆရာဆရာဒီမှာဖန်တီးဖို့အချိန်နည်းနည်းလေးအဲနောက်ကြတယ်နော် there are two choices of each element of x ဒါဆိုရင်ဆရာတို့ x ထဲမှာ a b c d e ဆိုတဲ့ဆရာတို့ကဘာရှိလဲဆိုရင်အဲဆရာတို့ element ၅ခုရှိတယ်ဒါဆို a အတွက်စဉ်းစားမယ်ဆိုရင် min a ကိုယူမလားမယူဘူးလားနှစ်မျိုးပဲရှိတယ် inclusion ပါဝင်ပြီးတော့ယူမလားဒါကိုယူမလား exclusion ပယ်လိုက်မှာလားယူမလားပယ်မလားဆိုတော့ဆရာတို့ဒီ a b c d e ကိုဆရာတို့ရွေးချယ်မယ်ဆိုရင် a အတွက်စဉ်းစားမယ်ဆိုရင် a ပါမလားကိုရွေးချယ်တဲ့မှာ a ပါတာရှိမယ်မပါတာရှိမယ်ဒီ lambda တစ်ခုနှုတ်လို့ရှိတယ် b အတွက်လည်းပါမယ်မပါဘူးနှစ်ခုပဲ c အတွက်လည်းပါမယ်မပါဘူးနှစ်ခုပဲ d အတွက်လည်းပါမယ်မပါဘူးနှစ်ခုပဲ E တွေလည်းပါမှာပေါ့နှစ်ခုပဲရှိတယ်။ဒါဆိုရင်ဆရာတို့ကဒီ ABCDE အားလို့တန်းစီပြောလိုက်ရင် A အတွက်ကနေကြဲနှစ်ခု B အတွက်နှစ်ခု C အတွက်နှစ်ခု D အတွက်နှစ်ခု E အတွက်နှစ်ခုပဲဖြစ်တဲ့အတွက်ဒါဆိုရင်ဖြစ်နိုင်ခြေနှစ်ခုအားလို့တန်းစီပြီးမြှောက်လိုက်တယ်ဆိုရင်ကျွန်တော်ပါရလဲဆိုတော့ဒီ ABCDE အားလို့ရွေးချယ်နိုင်တဲ့နည်းလမ်းအားလုံးရတော့ Find the multiplication principle the number of ways to found A ကျတော့ဗာလဲ subset of x is on နှစ်တွေကိုဘယ်နှခါမြောက်မှာငါကတော့2 power 5လို့ပြောလို့ရတယ်။ကြည့်ဒါဆိုရင်ဒါကတော့ကျတော့ကသူ့ရဲ့ တလုံးချင်းတလုံးချင်းကိုဖြစ်နိုင်ကြည်ဆရာတို့နီးလန်းတစ်ခုနဲ့ဆရာတို့စဉ်းစားပြလိုက်တာပေါ့နော်။ကြည့်ဒါဆိုရင်ဆရာတို့ဗာရပြီလဲဆိုတော့ဒီတစ်ခုကိုဆရာတို့ခုန combination နဲ့စဉ်းစားတဲ့ဥစ္စာရဲ့ဒီဥစ္စာကိုဆရာတို့ပေါင်းဆက်တော့ပေါင်းဆက်လိုက်တော့ဆရာတို့ဗာရလဲဆိုရင်ဒီဘက်မှာဆရာတို့ရေးလိုက်ပြီ။ဒါဆိုရင်ဒီဘက်ကနော်5 c 0အပေါင်း5 c 1အပေါင်း5 c 2အပေါင်း5 c 3အပေါင်း5 c 4အပေါင်း5 c 5 b 2 power 5နဲ့နီးတယ်လို့ဆရာတို့ပြောလို့ရတယ်။ဆိုတော့ဒီကနေဆရာတို့ဗာကောက်ပြချလို့ရတယ်။ဒါဆိုရင် ခောက်ချက်ချလို့ရပါပြီ if a finance contain an element အဲ့တော့ဆရာတို့အစုဝင်ရေးအတွက်เนาะတိတိကျပါဝင်တဲ့ finance တစ်ခုမှာအရေးအတွက်ပေါင်းအစုဝင်ပေါင်း elements ပေါင်း and ရေးအတွက်ရှိတယ်ဆိုကြပါစို့ then ဒါဆိုရင်မပြောလို့ရတယ်အဲ့ဒီဥစ္စာကို subset လုပ်မယ်ဆိုရင်အရေးအတွက်ပေါင်းပါရ2 power and ရပါတယ်ဒီမှာဆရာတို့ကလည်းအဲ၅လုံးပါတယ်အရေးအတွက်ပေါင်းပါရ2 power 5ရတယ်အဲ့တော့ and ရေးအတွက်ရှိရင်2 power and ရမယ်ဒါဆရာတို့ငယ်ငယ်တုန်းကသင်ထားတဲ့ဟာလေးပါပဲဒါဆို if n is an integer နော် with n က greater than equal 0ဖြစ်သွားမယ်ဆိုရင်ဒါဆိုဆရာကပြောလို့ရတယ်ဆိုတော့ nc0 nc1 nc2 nc3 ncn နောက်ဆုံး nc ဒီမှာ5 c5 နဲ့ဆုံးရင်နောက်ဆုံးကဒီ nc ရဲ့ဒါလည်းဆရာတို့ဟိုးရင်တော့စနေအောင် grade 11မှာလည်းဆရာတို့နည်းနည်းလေးသိထားပြီးသားပါဆရာတို့ binomial theorem ရဲ့ coefficient ရှာတဲ့ပုံစံမျိုးနဲ့ဆင်ဆင်လေးပါပဲအဲ့တော့သူတည်း2 power n ရပါကဲဒီကနေပြီးတော့ဆရာတို့ကောက်တချလိုက်ပြီးဆိုရင်အဲဆရာတို့က အဲ့အရေးအတွက်ရှိတဲ့နော် finite set တွေကနေပြီးတော့ဆက်ဆက်ပေါင်းကိုဆရာတို့ကြည့်ရင်သူ့ရဲ့ total total ကိုလိုချင်ပါလို့ရတယ်။ two power n နဲ့ရှာလို့ရပါတယ်လို့ဆရာတို့ပြောလို့ရတယ်နော်။ဒါတရားလေးလည်းနားလည်မယ်လို့ဥစားပါ။ကြည့်ဟုတ်ပြီတော့ဆရာတို့သူနဲ့ဆိုင်သက်ဆိုင်တဲ့ example လေးကြည့်အောင်။ဒါဆိုဆရာတို့ကဘာပြောထားလဲဆိုတော့ if a is a set containing nine distinct element အဲဒီနေရာမှာစကားလုံး distance ပဲစကားလုံးအရေးကြီးတယ်။ distance ဆိုတော့ကွဲပြားခြားနားလေဆိုတော့ဒီထဲမှာပါတဲ့ element ၉လုံးရှိတယ်ဒါပေမဲ့တစ်လုံးတစ်လုံးမတူဘူးဆိုတဲ့ဒီပဲရတယ်။ မတူဆိုတော့ဆရာ repetition အတွက်ထည့်စင်စားကြလို့ပေါ့နော်အဲ့တော့ how many subset of a contain at most two element at most two element ကိုလိုက်တော့အများဆုံးနှလုံးပဲပါမှာဆိုတော့ကိုလုံးရှိတဲ့တဲကအများဆုံးနှလုံးလို့ပြောလိုက်ရင်ဆရာတို့နှလုံးနဲ့ပို့ပြီးတော့ကြီးလို့မရအောင်ဆိုတော့သုံးလုံးရွေးချယ်လို့မရအောင်လေးလုံးမရအောင်ငါးလုံးမရအောင်ခြောက်လုံးမရအောင်ခုနှစ်လုံးမရအောင်ရှစ်လုံးမရအောင်ကုလုံးမရအောင်ဒါဆိုပါရတုံညာလုံးပေါ့တစ်လုံးမှမယူပြရဟုတ်ပြီအဲ့ကိုလုံးเนี่ยတစ်လုံးယူပြီး subset လုပ်ရလဲရနှလုံးဆိုလဲရ ဒါဆိုရင်ရှာတို့က at most 2ဆိုဘယ်လိုနားလဲရမလဲနီလန်းပဏ္ဏကုရှိတယ်သုံးတွယ်ရှိတစ်လုံးမှမယူတဲ့နီလန်းရှိမယ်တစ်လုံးမှယူပြီးတော့ကောက်လောက်တာရှိမယ်နှစ်လုံးယူပြီးကောက်လောက်တာရှိမယ်နော် subset တွေဒါတခုရှိပြဒါဆိုရင်ရှာတို့ဒါတော့တွက်မှာပေါ့ကဲဒါဆိုရင်ရှာတို့ဘာပြောထားလဲဆိုတော့ number a က the number of permutation containing no elements no elements ဆိုရင်ဘာပြောလို့ရဒါဆိုရင်ဆရာတို့ကဘာနဲ့ပြောလို့ရလဲပြီး one element ပြီးတစ်လုံးပါတာ two element ဆိုတော့အဲ့ဒါအားလုံးကဘာကိုပြောတာလဲဘာဖြီးလိုက်တာလဲ atmosphere 2ကိုဖြန့်ပြီးတော့အတိတ်ပဲအတိတ်ကြာဘာသာပြန်လိုက်ရင် no element 1 element 2 element ရဒါကြောင့်ရှာရတာဒါဒီပိုင်ပြီးတော့နေရာအတိတ်ကြာမလို့ order မလို့တဲ့ဒါလေး combination combination စီနေပေါ့ဒါဆိုကိုးလုံးကနေပြီးတော့တစ်လုံးမှမပါဘဲနဲ့ရွေးမယ်ဆိုတော့ 9c0 9c1 တစ်လုံးရွေးရင် 9c1 နှလုံးရွေးရင် 9c2 ဒါရပါเนาะကဲဒါဆိုရင်ဒါလေးကိုရှာရတာတန်ဖိုးတွေတွက်ကြည့်ပါ the number of subset containing at most two element is ဆိုတော့ ါကိုဆရာတို့အတွက်ပဲ9040ရဲ့9041ရဲ့9092ရဲ့ဒီ case တွေက disjoint case ဖြစ်တဲ့အတွက်တစ်ခုချင်းရှာပြီးပြန်ပေါင်းပေးရအဲ့တော့ပြန်ပေါင်းလိုက်မယ်အဲ့တော့9040ဒီ1 9041 9 9 C2 က6ရှစ်เนาะဆရာ9ကအပေါ်က9ဆိုတော့6အားစမယ်အောက်က2ဆိုတော့2အပေါ်မှာ2လုံးရေးမယ်ဘယ်လိုရေးမှာလဲ2လုံးချင်းရှောက်မယ်6ရှစ်အောက်က2ရှိတယ်21လို့ဆရာရေးမှာပေါ့เนาะရေးလိုက်ပြီးတော့ဆရာတို့ဒါကိုတွက်လိုက်ရင်ဒီလမ်းပေါင်းဘယ်တခုရလဲဆိုတော့1.9.36ဆရာရှင်းလိုက်တော့46ရသွားပြီ ဒါကပါလဲဆိုတော့ at most 2เนาะကျတော့ element အများဆုံးနှလုံးပဲပါနှလုံးပဲပါအဲ့တော့တစ်လုံးမှမပါတာရှိမယ်တစ်လုံးပါတာရှိနှလုံးပါ okay မိကောကပါလဲဆိုတော့ at least 3 element နောက်တစ်ခုကအနည်းဆုံး3ခုပါမယ်ဆိုတော့ဒါဆိုရင်အနည်းဆုံး3ခုပါမယ်ဆိုတော့ဘယ်လိုရှာမလဲဆရာတို့ဟိုအရင်က grade level မှာဆရာတို့ probability တွေ့တဲ့ကမှာ at least 1လို့เนาะ at least at least တို့ at most တို့ပါလာရင်ဆရာတို့ခုနအတိုင်းပဲဘာလို့တော့လဲ exclusion principle လိုမျိုးပဲ မလိုချင်တာကိုရှာပြီးတော့တစ်ထည့်ရစီတော့လုပ်ဒီမှာလည်းဒီအတိုင်းပဲဆိုတော့ ethnic trace element လို့ပြောလိုက်တော့အနည်းဆုံး၃လုံးပါမယ်ဆိုတော့၃လုံးပိုင်လက်ခံတယ်၄လုံးပိုင်လက်ခံတယ်၅လုံးပါတဲ့ subset တွေလက်ခံတယ်၆လုံး၇လုံး၈လုံးပို့လာသူလက်မခံတာပါလေ၃ညာလုံးလက်မခံဘူး၁လုံးမခံဘူး၂လုံးလက်မခံဘူးဆိုတော့ number a ရရှာထားတဲ့တန်ဖိုးက၃ညာလုံးတွေ subset ၁လုံးယူထား၁လုံးချင်းယူထားတဲ့ subset ၂လုံးယူ subset ဒီကရထားတဲ့အရေးတွေကိုလက်မခံဘူးဆိုတဲ့အဓိပ္ပာယ်ရတာဒါဆိုဆရာတို့ကတိုတေတွေကိုရှာပြီးတော့ဒီ number a ရရတယ်เนาะ at most 2 at most 2ဆိုတာပါလေအများဆုံးနှစ်ဆိုတော့ကျတော့၃လုံးမပြည့်တော့ဘူးပေါ့နော် at least 3မဟုတ်ဘူးတော့ဒီလိုပြောချင်တာ at least 3မဟုတ်တဲ့កောင်នេះဖြစ်နေတာပေါ့ဒါ at most 2ဒီနောက်ဆုံးကျတော့ at least 3မဟုတ်တဲ့កောင် not at least 3ဖြစ်တယ်ဒါဆိုရင်ကျတော့ဘယ်လိုတွက်မှာလဲဟုတ်ပြီ total ကိုရှာပြီးတော့ကျတော့ at least 3ဖြစ်တဲ့အတွက် at least 3သုံးခုတဲ့နည်းတဲ့កောင်នេះပါလို့ပြန်နှုတ်လိုက်မယ်ဆိုရင် number a ရဲ့တန်ဖိုးပြန်နှုတ်လိုက်ရင်ကျတော့ကိုကျင်တဲ့အဖြေရမယ်ကြတာဆိုကျတော့ total ကိုပြန်ရှာမှာပေါ့ ော့တိုးတက်ပြန်ချတော့ရှားရွတ်ပါလဲဆိုတော့ဒီကောင်ဒီရှားရွတ် distant နော် distant လည်းဖြစ်တယ်လို့ဖြစ်တဲ့အတွက်ဘာမှမထပ်ဘူးဆိုတော့စုပေါင်းကြည့်တာကဒီထဲမှာရှားရွတ်ကိုလုံး element ကိုလုံးရှိတယ် element ကိုလုံးအတွက် subset ကိုရှားရင်ရှားရွတ်တင်ထားတယ်2 power n အတွက်မှာဆိုတော့ n တန်မှုက4ဖြစ်တဲ့အတွက်2 power 9နဲ့ရှားရင်512ရပါတယ်ဒါဆိုရင်ရှားရွတ်က at least 3ကိုလိုချင်ရင်ရှားရွတ်ပါလဲ3မပြည့်တဲ့ကောင်3ညနော်3ညအော်ကိန်းလုံးရေ3ညယူထားတယ်တစ်လုံးမှမယူတဲ့ subset တွေ လုံးယူတဲ့ subset ရယ် subset ရေးအတွက်ရယ်နှလုံးယူ subset ရေးတဲ့ကိုဆရာတို့ကပြန်နှုတ်လိုက်လို့ကျွန်တော်ရမှာပေါ့ဒါဆို that number of subset contain at least 3 element is ဆရာနှုတ်ပြီးဗတဲ့တော့မယ်လေ512တဲ့ခုန number a ရယ်ပို့ဟိုတန်ဖိုးလေးနှုတ်လိုက်ရယ်46ကိုနှုတ်လိုက်ရင်ဆရာတို့ကျွန်တော်ရမယ်ဒါဆို4စစ်သေးရမယ်ဒါဆိုဒီပုံစံလေးနားလည်မယ်လို့ဥစားပါဘယ်တော့ဒါဆိုဆရာတို့တစ်ချက်ကြည့်မယ်ဒါဆိုဒီဘက်ကနောက်တစ်ခုကပါလဲဆိုတော့ miscellaneous counting problem ဒါလေးနဲ့ပတ်သက်ပြီးဆရာတို့လေ့လာကြည့်အောင်နော် xml query တွေကိုကြည့်အောင်အဲဒါကတော့နည်းနည်းလေး နီးလန်းတွေပေါင်းစုံကိုရွေးချယ်လာပြီเนาะ accounting problem နဲ့ပတ်သက်တဲ့ဥစ္စာတွေဆက်ရောက်လေ့လာပါမယ် how many four digit even number greater than 4000 can be found using the digit 1 2 3 4 and 5ဒါဆိုရင်ဆရာတို့က without repeating any digit ဒါတွေကဆရာတို့ကဘာနဲ့စဉ်းစားလေးတွေဆိုဆရာ probability နဲ့နည်းစဉ်းစားလေးတွေပေါ့เนาะအဲ့ဒါဆိုဆရာတို့ကြည့်ကြည့်အောင် how many four digit even number လို့ပြောလိုက်တော့ကနန်းလေးလုံးနဲ့ပါရမယ် even နဲ့မှာစုံနေဖြစ်ရမယ် greater than 4000 4000နဲ့လည်းကြည့်ရအဲ့တော့အချက်၃ချက်ပေးထားတယ် can be found using the digit 1 2 3 4 and 5ကနန်းက၅လုံးပြီးတာတယ်အဲ၅လုံးကိုတုံးပြီးတော့ကနန်းလေးလုံးပါတယ်ကျတို့စုံကိန်း၄ထောင်လည်းကြည့်ရမယ်စုံကိန်းလည်းဖြစ်ရမယ်ကနန်းလေးလုံးပါတော့ without repeating any digit ထပ်လဲထပ်လို့မရဒါဆိုဆရာတို့မှာရှင်းရှင်းလေးပဲ၄ထောင်လည်းကြည့်ရဖို့ဆိုရင်ဆရာတို့ကအဲ့ကိန်းဒီဘာနဲ့စရရ၄နဲ့စရင်စမစရင်၅နဲ့စတာဟုတ်ပြီဒါဆိုရင်ဖြစ်နိုင်ခြေကဆရာတို့က၄ထောင်လည်းကြည့်ဖို့ဆိုရင်၄နဲ့စရင်စ the first number digit must be 4 or 5အဲ့တော့ since the number are greater than 4000 4000နဲ့ကြီးဖို့ဆိုရင်နော်နံပါတ်4000နဲ့ကြီးရမယ်လို့ဆိုတဲ့အတွက်ကြောင့် the first digit ပထမဆုံး gain ဒီပါဖြစ်ရမှာလေ4000ကို5ဖြစ်ရမယ်ဒီလိုပြောချင်တာနော်ဒါကြောင့်ဆရာတို့ကထိတ်ဆုံး gain ဖြစ်နိုင်တဲ့နေရာဒီ first digit ဒီ4တော့မဟုတ်5ဖြစ်မယ်ကဲဟုတ်ပြီဒါဆိုရင်ဆရာရှင်မှာ case ကတစ်ခုဖြစ်သွားပြီ4နဲ့စတဲ့ case ကေ5နဲ့စတဲ့ case ဆို case နှစ်ခုခွဲပြီးတော့လေးလာဘာဖြစ်လဲ case ကို destroy ဆက်ဆက်လို့မရတော့4ဖြစ်5ဖြစ်လို့မရ5ဖြစ်4ဖြစ်လို့မရဒါကြောင့် case ကို destroy ဖြစ်သွားတယ် ပြည့်စက်ဖြစ်သွားတဲ့အတွက်ကြည့်ကိုတိတက်ရင်စဉ်းစားပြရ။ကဲဟောပြီဒါဆိုဆရာတို့စဉ်းစားကြည့်အောင်။ဒါဆိုရင်ဆရာတို့ primary case က case 1အနေနဲ့ပြောရင် if the first digit is 4အဲ့တော့ primary case ရဲ့၄နဲ့စရင်စုံကိန်းဖြစ်ချင်နောက်ဆုံးကစုံနဲ့စုံကစုံကနှမျိုးပဲရှိတယ်။2ရဲ့4ရဲ့ပဲရှိတယ်။ဒါဆိုထိတ်ဆုံးကိန်းကထိတ်ဆုံးကိန်းက၄ဖြစ်သွားမှဆိုတော့နောက်ဆုံးကိန်းကဘာနဲ့မဖြစ်နေစုံအောင်2နဲ့စုံအောင်ဒီကြားသွားပြီ။ကဲဒါဆိုရင်ဒါလေးကိုဆရာတို့ကြည့်အောင်။ကဲ first digit က၄ဖြစ်သွားမယ်။ first digit က၄ချင်းနေဖြစ်ရမယ်။ လက်စတစ်ကစုံဖြစ်ခြင်းတဲ့အတွက်နှစ်ဖြစ်ရဂျားရဲရကိန်းနေရာတော့ကြိုက်လို့ရွေးချယ်လို့ရကေတာဆိုရင်လေးကိုရွေးချယ်လို့ရတယ်ပမာဆုံးနေရာအတွက်ရွေးချယ်နိုင်တာလေးတလုံးပဲရှိတဲ့အတွက်နီးလက်တလုံးပဲရှိတယ် 1A 1ဝေးရှိဟုတ်ပြီနောက်ဆုံးကိန်းအတွက်ကလက်စတစ်ကနှစ်ကလည်းနှစ်ကလွှဲရင်ကျွန်တော်ရွေးချယ်လို့မရတော့တနည်းပဲရှိဒါဆိုရင်ဆရာတို့ကိန်းလုံးကဘယ်နှလုံးရှိလဲ၅လုံးရှိဒါဆိုဒုတိယနေရာအတွက်က၅လုံးမှာနှလုံးသုံးလို့တော့၃လုံးကြိုက်ဒုတိယနေရာအတွက်ကဘယ်လား၃လုံးသုံးလို့ရတယ်၁၃၅ဒါရတလုံးသုံးလို့ရတယ် ဒါဆိုရင်ဒုတိယနေရာမှာသုံးပြီးပါရင် repeating လုပ်လို့မရတဲ့အတွက်ဒုတိယတတိယနေရာမှာကျတော့ဒီသုံးလုံးမှာတစ်လုံးသုံးနှလုံးပဲကြံတယ်ဆိုတော့နီးလည်းနှစ်ခုပဲသုံးလို့ရဒါဆိုရင်ဒီအားလုံးကိုဆရာတို့ပြန်ပြီးတော့ဒါဒီ case ခုမှာဇတိုက်ဖြစ်နေတာဖြစ်တဲ့အတွက်ဒါမြှောက်ပြရ multiplication လုပ်ပြရ the numbers can be found ပထမ way က1ဒုတိယက3တတိယ2တတိယ1ဆိုတော့6 way ရဒါက case 1မှာဆရာတို့ရသွား Okay ဒါဆို case 2ကိုသွားအောင်ကဲ case 2ကဘာလုပ်တယ်ဆိုတော့ case 2ကဘာနဲ့ဘာနဲ့စရမလဲဆိုတော့ငားနဲ့စရ ငါးမျက်စမယ်ဆိုတော့စုံဖြစ်ချင်ရင်နောက်တဲ့စုံကင်းရနှလုံးကြံနှလုံးကြံနောက်ဆုံးကင်းဒီ၄နဲ့ဆုံးရင်ဆိုဆိုရင်နှစ်နဲ့ဆုံးမှာဟောဒါပဲဒါဆိုဒီအားလေးကိုဆရာတော်ပုံစံလေးနဲ့ပြောမယ်ဆိုရင် first digit က5 last digit က2တုံးပုံ4အဲ့နှစ်ခုဘာပဲဖြစ်စုံဖြစ်သွားဒါဆို first digit က5တန်မျိုးပဲဖြစ်နိုင်တဲ့အတွက်လီလန်တက်ဖို့ရှိမယ် last digit ကနောက်ဆုံးမှာ2တုံးပုံ4ဖြစ်နိုင်တဲ့အတွက်နှစ်လန်းရှိမယ်ဒါဆိုရင်ဆရာတော်ဘာရှိသွားလဲဘယ်နှစ်ခုကြံလဲဒါပေမဲ့2 ways က2တုံးပုံ လေးကိုသုံးတဲ့ကတခါတော့တလုံးမဲသုံးမယ်ဆိုရယ်ဆရာတို့ကငါးတလုံးသုံးပြီးနှစ်သုံးဖို့လေးတလုံးသုံးပြီးဆိုတော့ငါးလုံးမှာသုံးလုံးကျန်တယ်ဒါဆို second digit တွေကဆရာတို့သုံးသုံးခုရှိတယ်နော်တရေသုံးရေဥမာလေးသုံးဒီမှာနှစ်ထပ်လိုက်ရဒီမှာနှစ်သုံးဒီမှာလေးထပ်လိုက်ရဒါသုံးလုံးရှိပဲပြီးမတက်အောင်ဆိုဒီမှာသုံးချိန်မှာတလုံးသုံးရယ်တလုံးလျှော့လိုက်တော့ဒီမှာနှစ်လေးနှစ်ခုရှိဒါဆိုရင်အဲ့ဒါအားလုံးကိုဆရာတို့မြှောက်လိုက်မယ်ဆိုပါရမယ် The numbers can be found ပထမက1ဒုတိယက3တတိယက2 နောက်ဆုံးရတဲ့2ဆိုတော့12ဝင်းရှိမယ်အဲ့တော့ဒီ case နှစ်ခုဒီဆရာတို့က destroy ဖြစ်တဲ့တွေဒီ case ဒီအားလုံးစုစုပေါင်းပြန်လို့ပြန်ပေါင်းပေးရတယ်ပြန်ပေါင်းပေးမယ်ဆိုတော့ the number of footage even number greater than 4000 is ဆိုတော့ကျွန်တော်ပြန်ပေါင်းလိုက်တော့ခုနကရတဲ့6ဒီလမ်း6ခုရေဒီက12ခု12ဝင်းဆိုပေါင်းလိုက်တော့18ဝင်းရအဲ့ဆိုဒီပုံစံလေးလည်းနားလည်မယ်လို့ယူဆပါတယ်ကြောက်ပြီလားဆိုဆရာတို့ကြည့်ကြအောင်နောက် example လေး24เนาะ in how many ways can two different chemistry books four different mathematics books and three different physics box are arranged in a line on a shelf. If a two chemistry books are to be placed on the left, four mathematics books in the middle, and three physics books on the right. ပြရပါလဲဆိုတော့ books of the same subject are together. Okay, ဒီမှာဒီပုံစံလေးကနည်းနည်းလေးကောင်းပါတယ်။အဲ့တော့ဘာပြောတာလဲဆိုတော့ in how many way နီးလမ်းပေါင်းဘယ်နှခုရှိလဲ? Can two different chemistry book, chemistry chemistry စာအုပ်ကနှစ်အုပ်ရှိတယ်။ Four different mathematics book တင်ချာစာအုပ်လေးအုပ်ရှိတယ်။ Three different physics book ကျတော့ စစ်တစ္ဆောက်ကတုံးခုရှိတယ်အဲ့ဒါကိုဘာလို့မှ arrange လုပ်ဒါမှလည်းစင်မှာစင်ပေါ်မှာမြင်းဖြောင်းအတိုင်းဆရာတို့ကမြင်းဖြောင်းတကြောင်တော့ဆရာတက်တက်စီမှာပေါ့နော် condition တော့ level area ပါလဲဆို come to come see box are to be placed on the left အဲ့တော့ဘယ်ဘက်ဘယ်ဘက်မှာဆရာတို့ကလုပ်ဒါဆိုရင်နံပါတ်၄ဟာ mathematical formative in the middle and three physics box on the right အညာဘက်မှာဆရာတို့စီမယ်ဒါဆိုရင်ဆရာတို့ကဘယ်လိုစဉ်းစားမလဲဆို case ကတုံးခုဖြစ်သွားပြီ come see box ကိုစီမယ် come see box ကဘယ်မှာ chemistry အလယ်မှာ maths ညာမှာ physics ကိုရသွားပြီဟုတ်ပြီနော်ဆိုတော့ဒါဆိုရင်အဲ့မှာစီတဲ့ပုံစံရသွားပြီဒါဆိုရင် chemistry ဘုတ်ကိုစီနိုင်တဲ့နေရာ chemistry ရှင်းနှစ်ခုနေရာမှာစီရဆိုတော့ဆိုတော့ပထမနေရာမှာ chemistry ဘုတ်နှစ်ခုတည်းတစ်ခုဆီရွေးချယ်လို့ရဒါဆိုစာအုပ်ပေါင်းဘယ်နှခုရှိလဲဆိုတော့1ကေ4ရဲ6 8 9 9ခုရှိ9ခုရှိတော့ဆီရနေရာအားဖြင့်ဘယ်နှခုရမလဲ9ခုပေါ့တစ်ခု1 2 3 4 5 6 8 9အဲ့တော့ဘယ်ဘက်မှာ ပါထားရမှာဆိုဒီဘက်နှစ်ခုမှာပါထားမှာလဲဆိုဆရာတို့ကပါထားမှာလဲဆိုဒီအာကက်မစီပုတ်ထားမှာကက်မစီအလဲလေးနေရာမှာပါထားမှာလဲဆိုတော့မက်စ်ကိုထားနောက်ဆုံးသုံးနေရာပါလဲဆိုတော့ဖစ်စစ်ကိုထားဒါကနံပါတ်အရာသူလိုချင်တဲ့ပုံစံပေါ့နော်ဒါဆိုရင်ဒီဘက်ကက်မစီဘုတ်ကဘယ်နှခုရှိလဲဆိုကက်မစီတို့ကနှစ်နေရာရွေးချယ်ပေးရှိကက်မစီဘုတ်ကနှစ်အုပ်ရှိနောက်ကက်မစီကနှစ်အုပ်ရှိတယ်နှစ်အုပ်ရှိတော့ ပထမနေရာမှာနှစ်အုပ်ထည့်တက်အောင်ရွေးမယ်ဆိုတော့သူရွေးချင်တဲ့နီလန်နှစ်ခုရှိတယ်2ပြီးရင်ကျန်တာတော့တနေရာဝန်ရွေးမှာပေါ့အဲ့ဆရာတို့ mass ကဘယ်နှခုရှိလဲဆိုတော့၄ခုရှိတယ်ဆိုတော့ပထမနေရာ၄ခုဒုတိယနေရာ၃ခု၃၃ခုရှိမယ်တတိယနှစ်ခုစတုတ္ထဝန်ဘာလို့လဲပထမနေရာမှာ၄အုပ်ထည့်ကကြိုက်တာရွေးလို့ရဆိုတော့ရွေးချယ်ခွင့်၄မျိုးရှိဒုတိယတနေရာရော့ဆိုတော့တနေရာမှာ၃လိုက်တော့၃အုပ်ပဲကျန်တယ်၃မျိုးဖြစ်သွားတယ်ဒီနေရာပြီးတော့နောက်တနေရာကျတော့တော့၃မျိုးကတော့၂နေရာပဲကျန်ရသွား physical လည်း 3 2 1ဆိုတော့ဒီလိုရတာဒါဆိုရင်ဒီကောင်ဒီပြန်ရေးလိုက်တာကဗာလဲ2 factorial 2 factorial ဒါက4 factorial ဒါက3 factorial အားလုံးကိုတန်းစီပြီးတော့ဆရာတို့မြှောက်လိုက်ရင်ဆရာတို့လိုချင်တာရသွားကဲဟုတ်ပြီဒါဆိုရင်ဆရာတို့ကစက်ပြီးကြည့်ပါမယ်ကဲဟုတ်ပြီဒါဆိုရင်ပထမဆုံးနံပါတ်ဆရာတို့ A က number of ways to place two chemistry box in the left အဲ့ဒါကဗာလဲဆို2 factorial ရှိဘူးလားဆရာရှင်းပြီးသွားပြီ2 factorial ရှိသွားပြီ ကြပြီးတော့ရေဆရာတို့ကဒီ right side မှာ facebook ကို right side မှာ sign နေတဲ့နေက3 factorial ရှိနော်ဒါဆိုရင်ဗာလဲ3 2 1 6ရပြီးရေဆရာတို့ middle မှာ mesh ကို၄ရုပ်ကိုရေးနိုင်ရုပ်စာတွေ4 factorial ရှိမယ်အဲ့တော့4 3 2 1မြောက်24ရဒါဆိုဒီကောင်အားလုံးဒီဆရာတို့ကတပြိုင်တည်းဖြစ်နေတာ case code ထဲမှာဖြစ်တဲ့အတွက်ဒီကအားလုံးဘာလို့ပြရမလဲဆိုတော့တန်းစီပြီးဆရာတို့မြောက်နေမြောင်း24မြောင်း8ဆို288 288လီလံမောင်းရကဲဟုတ်ပြီဒါဆိုနံပါတ် A နားလဲသွားပြီကဲနံပါတ် B ကဘာပြောချင်တာလဲဆိုတော့ နံပါတ် B ကဆရာတို့ကဒီ same subject ဖြစ်ရ same subject ဖြစ်ရမယ်ဆိုဆရာတို့ကြည့်ကြအောင်ကဲဒါဆိုနံပါတ် B ကိုဆရာတို့ကြည့်ကြအောင် same subject ဖြစ်ချင်တော့ဆိုတော့ခုနကတော့ဆရာတို့နံပါတ် A မှာစီလိုက်တာလေတကယ်တော့ same subject ပဲဘာဖြစ်လဲတော့နေရာကဆရာတို့ဘယ်နေရာရှိလဲဆိုတော့နေရာက6နေရာရှိတယ်1 2 3 4 5 6 7 8 9ကဲ6နေနေရာကဘာလဲဆိုတော့ဒါ physics အဲဒါ chemistry အ chemistry နံပါတ် A အတွက်ပြောတာ နောက်၄နေရာက maths ဒီနောက်ဆုံးနေရာ physics အဲဒါဆိုရင်လည်းဒီမှာစီထားတာက chemistry chemistry ဆိုတော့ science subject ပဲဒါလည်း science subject ဆိုတော့ science subject တွေတန်းစီပြီးတော့ဆရာတို့စီထားတာဒါဆိုရင်ဒါက science subject စီနေတဲ့နည်းလမ်းတွေတခုဒါဒါပေမဲ့ဒီကောင်ဆရာတို့အတွဲလိုက်ဆရာတို့စဉ်းစားကြည့်အောင်ဒီနှစ်နေရာကိုပေါင်းပြီးတော့ chemistry science subject တော်ထားမယ်ဒီဟာကို maths လို့သဘောထားမယ်ဒါက physics p လို့သဘောထားကြည့်အောင်ဒါဆို cmp ခုတနေရာစီလို့ရရင် CPN ရောမရဘူးလားအဲ့တော့ CMB ခုဖြစ်နေပြီ CMB Chemistry နှစ်အုပ် Maths နှစ်အုပ်ဆိုတော့တခုချင်းအရေတခဏပြထားလိုက်အမျိုးအစားနဲ့ပြောကြည့်အောင် Chemistry Maths Physics ဒီလိုစီလိုလဲရတော့မဟုတ် Chemistry Physics Maths ဒီလိုလဲစီလိုရပြီးတော့ရင်ဆရာတို့ပါရမယ်အဲဒီဘက်က Chemistry နဲ့ဆို Maths နဲ့စကြည့်အောင် Maths နောက်ပြီးတော့ရင် Chemistry Physics ပြီးတော့ရင် Maths Physics Chemistry လိုလဲရပြီးတော့ရင်နောက်ပြီးပါရသေးလဲဆရာတို့ Physics နဲ့စမယ် Physics Chemistry Maths Physics phase mass camp ဒီဆိုဘယ်နှမျိုးရလဲ6မျိုးရဒါဆိုခုနကတော့ရှာတော့ပါလဲဆိုတော့အိမ်မှာရှာထားတယ်တော့စိမ့်ဆက်ချက်တယ်အိမ်မှာရှာတဲ့ဥစားဒီစိမ့်ဆက်ပြက်နီလန်ပေါင်းစီနိုင်တဲ့စိမ့်ပြက်ကြောင့်နီလန်တွေတက်နီးဖြစ်သွားကျန်တဲ့နီးတွေအားလုံးကဒီဟာလှည့်လိုက်ရတာဒါဆိုတန်ဖိုးပြောင်းတော့ဆိုမပြောင်းဒါဆိုမူလတော့နံပါတ်အိမ်မှာရတဲ့တန်ဖိုးကိုဒီ6နဲ့မျှော်လိုက်မရဘူးလားဒါကပထမနံပါတ်အိမ်မှာရတာ CMB ရဲ့တန်ဖိုးအဲ CMB ကို CPN လို့ပြောင်းလဲဒီတန်ဖိုးပြန်ထွက်ပါ MCB လည်းဒါပဲ MPC လည်းဒါပဲဘာဖြစ်လဲဆိုတော့သူကကျတော့ combination ဖြစ်တဲ့တွေကသူကပါရင်ပြီးရောဖြစ်နေတာเนาะကဲဒါဆိုဒီမှာလည်းအတိုင်းပဲဒါဆိုရင်နံပါတ်1 8ဆိုတဲ့ခုနကကျတော့နံပါတ်အိမ်မှာရတဲ့တန်ဖိုးကို6နဲ့မြောက်မယ်ဆိုရင် same subject ဒီလမ်းအားလုံးနဲ့တန်ဖိုးကိုကျတော့ရနောက်ကဲဒါဆိုကျတော့ဒါလေးတော့ကြည့်ရအောင်ကဲဒါဆိုကျတော့ဒါလေးဆက်ရှင်မယ်ကဲတော့နံပါတ်ပြရပါပြောရ the three subject wise group can be placed in 3 factorial 3 factorial ဆိုတော့ခုနကပြော6မျိုးရတယ်ဘာဖြစ်လို့နီးလမ်းသုံးခုရှိတာအောင်เนาะဆိုရင်ဒီပြရကျတော့ three factorial လေးကိုဆရာတို့ပြန်စဉ်းစားကြည့်ရအောင်ခုနကတော့ဆရာတို့ကကောင့်တင်းနဲ့ဆရာတို့ကစဉ်းစားပြီးတော့အဲ့တော့ three factorial နဲ့စဉ်းစားမယ်ဆိုရင် subject က၃ခုဖြစ်တဲ့အတွက်ဆရာတို့၃နေရာဖြစ်သွားပြီနော်တစ်ခုချင်းဘယ်နှအုပ်ရှိလဲခဏမေးထားလဲ၃နေရာရှိသွား၃နေရာရှိတော့ပထမဆုံးနေရာမှာ subject ၃ခုကြိုက်တဲ့၃ခု၃ခုတည်းကကြိုက်တဲ့ဟာကိုဆရာတို့ကရွေးချယ်လို့ရတယ်နီးလမ်း၃ခုရှိတယ် three ဒီမှာ subject တစ်ခုထည့်ပြီးရင်ဒုတိယနေရာမှာပြောရရင်နောက်တဲ့ subject နှစ်ခုတည်းကပဲရွေးချယ်နီးလမ်းနှစ်ခုပဲရှိတော့ တတိယကတစ်ခုပဲကျန်တော့မယ်ဒါကြောင့်စက်ပြအလုံးယူရှင်းနိုင်အောင်ကောင်းနည်းနဲ့မပြောဘဲနဲ့ factorial ပြောရင်3 factorial ပြောလိုက်တယ်တန်ဖိုးကတော့6ပဲအတူတူပဲနော်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ဘာလုပ်မလဲဆိုတော့ကဲဒါဆိုရင် in is such such segment not such arrangement the boats can be placed in ဆရာ 2A ဝင်ခုနကတော့ပြောပြပြီ6နည်းရှိတယ် subject ကိုဖလှယ်ပြီးစီမယ်ဆိုရင်ဆရာတို့6နည်းရဒါပေမဲ့ subject တစ်ခုချင်းတစ်ခုချင်းစီကိုဆရာတို့ကဘာလဲဆိုတော့ဥမာပုံစံတစ်ခုချမယ်ခုက CMB ဆို CMB ချပြီးတော့ ဲ့ထက်မှာရှိတဲ့အသေးစိတ်စောင်းထုတ်ခြင်းစီအတွက်စီနိုင်တဲ့ပုံစံယူလိုက်ရင်288ဝေးရှိမယ်ဒါတော့ကျားတော့288နဲ့ဘာနဲ့မျှောင်ပါလဲ6နဲ့မျှောင်ပါပေါ့ဒါဆိုရင် the required number of ways to arrange books of the same subject together ကကျားတော့ခုနကပြောတာ6နည်းရှိတယ်တနည်းမှာဘယ်လောက်ရှိလဲ288ရှိတယ်ဒါကြောင့်6နည်းဆိုဘယ်လောက်လဲ6နဲ့288နဲ့မျှောင်တော့172ရမယ်ဒီပုံစံလေးနားလည်မယ်လို့ယူဆပါဆရာဆရာဆက်ပြီးတော့ကြည့်မယ်အဲ့တော့ exam 25ကိုဆရာကြည့်မယ်အဲ့တော့ main နဲ့ main ကပါလဲဆိုတော့ how many permutation of the letters no s s u n d s u n d are the are the if the two vowels are placed together အဲ့ဒါဆိုရင်သူဘာပြောတာလဲဆိုတော့ permutation မောင်းဆရာဘယ်နှခုရှိလဲအဲ့တော့ permutation တော့ဆရာတို့ကနည်းနည်းလေးတော့ order ပါထည့်စဉ်းစားရတဲ့ပုံပေါ့နော် of the letter ဆရာတို့ပါလဲဆိုတော့ s u n d a y are the if the two vowels vowels တော့ဆရာတို့ပါလဲဆရာတို့ကဒီမှာတရပေါ့တရဘယ်နှလုံးပါလဲဆိုတော့ u ပါတယ် a ပါတယ်အဲ့တော့ u နဲ့ a ကိုဆရာတို့ပါပြန်လဲ ကတ်နေသေးချင်တာနော် if two powers are placed together အဲ့လိုဖြစ်နိုင်တဲ့နည်းလမ်းပေါ်ဘယ်နှခုရှိလဲဒါကိုစဉ်းစားမှာကဲဒါဆိုဆရာတို့စဉ်းစားကြည့်အောင်ဒါဆိုရင်ပုံစံဘာပြော if the two power UNA are united to form a new scene အဲ့တော့ UNA A နဲ့ကိုဆရာတို့တတွဲတဲ့သုံးမှာဖြစ်တဲ့အတွက်ဆရာတို့ကဖြစ်နိုင်ခြင်းဘယ်နှခုရှိလဲနေရာကကြိုက်တဲ့နေရာမှာဒါ UA တို့ပေါ့ AU ဖြစ်တော့ UA လည်းဖြစ်နိုင်တယ် AU လည်းဖြစ်နိုင်ဘာဆိုသူဒီဆရာ permutation ဆိုနေရာ order ကိုစဉ်းစား UA နဲ့ရှိနိုင်တယ် AU နဲ့ရှိဒါဆိုရင် တနေ့ရအဲ့တော့ဒီမှာစကယ်လုံးက1 2 3 4 5 6 6လုံးရှိတယ်အောင်ညာလဲယူနဲ့ A တုံးထားပြီးတော့ယူနဲ့ A ကိုတစ်လုံးလေးလို့ယူစားလိုက်ရင်ဆရာတို့ဘယ်နှနေရာကျန်ဆိုတော့၄နေရာကျန်တာပေါ့နော်၄နေရာကျန်တယ်ဆိုတော့ဆရာတို့ကဒီဟာကိုဆရာတို့ပြန်ပြောမယ်ဆိုရင်ခဏချင်းနှစ်ခုရှိတယ် The number of permutation of the letter is ဆရာတို့ဘာရလဲ5 factorial ရဘာဖြစ်လို့လဲယူနဲ့ A ကိုတွဲပြီးတစ်လုံးလို့ယူစားလိုက်တယ်ကျန်တဲ့၄လုံးကဆရာတို့ဘာလဲတိတန်တစ်လုံးယူစားလိုက်တယ်ဆရာတို့6လုံးအစား9လုံးလို့ယူစားလို့ရ9လုံးယူစားတဲ့အတွက်ဆရာတို့ဘယ်နှနေရာပဲဆရာစဉ်းစားပါလဲ9နေရာပဲစဉ်းစား ောက်ပြီဒါဆိုဆရာတို့ကဒီမှာတစ်ချက်ကြည့်မယ်အဲ့တော့ဒါဆိုရင်ဆရာတို့ကခုနက6လုံးရှိတော့လဲဆရာတို့ကဆရာတို့ဒီမှာရှိတဲ့ A နဲ့ U နဲ့ A နဲ့ကိုဆရာတို့ကတစ်လုံးနဲ့လို့အတွဲလိုက်ယူမှာဖြစ်တဲ့အတွက်သူ့တနေရာပဲဆရာတို့တနေရာနဲ့နေရာချတယ်ဆိုတဲ့သဘောထားလိုက်ဒါဆိုဆရာဘယ်နေရာရှိရဆိုတော့9နေရာပြော1 2 3 4အဲဆိုရင်ခဏန်းကဆရာတို့စကလုံးက6လုံးကနေပြီးတော့ဆရာတို့ A နဲ့ U နဲ့တွဲလိုက်တော့တစ်လုံးနဲ့လို့ယူဆလိုက်တဲ့အတွက်ဆရာ5လုံးလို့ပြောထားလိုက် တော့ငါတို့တော့ဆိုပမာဆုံးနေရာမှာဆရာတို့အဲ့ငါးခုတည်းကငါးမျိုးစုံနဲ့တစ်ခုကြိုက်တာရွေးဆိုဆရာတို့ fire ဒုတိယနေရာကဆရာတို့ထပ်လို့မရတော့၄ဖြစ်မယ်ပြီးရင်၃ဖြစ်မယ်၂ဖြစ်မယ်၁ဖြစ်မယ်ဒါကြောင့်ဒီအောင်တော့ five factorial ဆိုပြီးဆရာတို့ထွက်လာဒါကဆရာတို့ကဘာလဲဆိုတော့ UA ဆိုတဲ့နီလန်ပေါ့ UA မဟုတ်ဘဲနဲ့ AU ဆိုရောမရဘူးလားရဒါဆိုဒီလိုမျိုးဆရာတို့အစီအစဉ်ပေါင်းဘယ်နှခါတွက်လို့ရလဲဆိုတော့နှစ်ခါတွက်လို့ရတယ်ဒါဆိုရင်ပမာ UA နဲ့တွက်ရင် five factorial ရတယ်ဆိုရင် နောက်တစ်ခါ AU နဲ့တွေ့ရင်လည်း5 factorial ရတယ်။ဒါကြောင့်5 factorial ဘာနဲ့ညှောက်လဲ။နှစ်နဲ့ညှောက်လိုက်တာနဲ့အတူတူပဲ။ Data ဆိုရင်ဆရာတို့ကရပြီ။ဒါကဆရာတို့နောက်တစ်ခုက UA can be arranged in two different ways ဆိုတော့ UA နဲ့လည်းဖော်ပြလို့ရတယ်။ AU လည်းရတယ်ဆိုတော့ဆရာဒီလည်းတစ်ခုရတယ်။အဲ့တော့ဒါကနမူနာ UA နဲ့တွေ့ထားတယ်ဆိုရင်ဆရာတို့ AU နဲ့တွေ့လဲဒါပဲပြင်ရမယ်။ဒါကြောင့်ဒီကောက်ပါလို့လည်းနှစ်နဲ့ညှောက်လိုက်ဆရာရ။ဒါဆိုရင် in each such permutation ဒါကြောင့်ဆရာပြောပြရလဲ the required number of permutation is ဒီဘက်က d line တစ်ခုက120ရရဲဆိုတော့ au ua က120ရရင် အယူတက်လို့120ရမယ်ဆိုတော့2ခုဆိုတော့2ခါဆိုတော့120နှစ်ခါဆိုတော့နှစ်နဲ့မျောလိုက်ရင်အရာ240ရသွားတယ်။ဒါဆိုလည်းဒီကိစ္စလေးနားလည်မယ်လို့ယူဆပါတယ်။